အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂမောင်ချန်နယ်ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့9ရက်17လ2025ယနေ့မင်္ဂလာညချမ်းပါစစ်တရင်အနေအဖြစ်မကွေးတိုင်းဒေသကြီးရေကြီးုံနယ်ကစစ်တရင်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်တရင်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြအပ်ပါတယ် ဟုတ်ကဲ့အရင်ရမများကကျွန်တော်လည်းမိဘပြည်သူများ နီးတူ တောင်ကြီးဒီဇောင်းတိုင်းပွဲမှာ သွားရောက်ကဲနေတဲ့အတွက်ကြောင့်သတင်းများမတင်ပေးနိုင်တာနားလေခွင်းလို့ပေးပါခင်ဗျာဟုတ်ကဲ့စစ်သတင်းများစတင်လိုက်ကြရအောင်ခင်ဗျာ9ရက်စက်တလ2025ရက်နေ့နေ့လယ်ပိုင်းအချိန်မှာတော့မကွေးတိုင်းဒေသကြီးရေတရုံမြို့နယ်အတွင်းမှာရှိနေတဲ့အကြမ်းဖက်တောင်းကျင်းသူတို့ခိုးအောင်ရရှင်မတောင်ကို မြန်မာတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ရှင်းလင်းရမှာအကြမ်းဖက်တောင်းရင်သူ20ဦးခန့်လုံးနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာအကြမ်းဖက်တောင်းရင်သူများဆုတ်ခွာတပစ်သွားခဲ့ပြီးအကျိုးအမြတ်ရလက်နေအပြင်မိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကြမ်းဖက်တောင်းရင်သူစခန်းတစ်ခုပျောက်ကြားဖို့အကြမ်းဖက်တောင်းရင်သူနှလုံး လက်လုတ်တဲ့အရှိနှစ်လက်လက်လုတ်စိန်ပြောင်းနှစ်လက်လက်လုတ် drop ဘုံ၅လုံးလက်လုတ်မိုင်း၄လုံးလလုံးနေမိုင်းအသေး6လုံးပြည့်ချင်း20ချင်းဆိုလာအကြီး2ချက်ဆက်သွေးမြောင်း60ပေနဲ့လူနေတဲ့၄လုံးတို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကရင်ပြည်နယ်နဘူးဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ် 9ရက်7လ2025ရက်နေ့နေ့လယ်ပိုင်းအချိန်လောက်မှာတော့ကရင်ပြည်နယ်နဘူးမြို့နယ်မိဖာလဲလမ်းစုံ အနီးမှာတမ်မတော်လုံချွေးတပ်ဖွဲ့ဝင်များနဲ့ DGB ပူးပေါင်းအဖွဲ့တို့နေမြေရှင်းလင်းတဲ့အခါမှာအကြမ်းဖက်သောင်းကျန်းသူ KNL 60ဦးခန့်တို့နဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကစစ်တီတအူးဒဏ်ရာအနေငယ်ရရှိပြီးတော့ အကျိုးမြတ်ရလဲ့နေရပြီးအကျမ်းဖတ်တောင်းကျန်းသူတို့ခိုအောင်ရနေရကိုသိမ့်ပိုက်ရရှိကရန်သူတန်ကနေအကျမ်းဖတ် KNL 3လုံး M90 ကိုတလက်နေဘုံဒီ3လုံး GAIN 4ခုဘန်ကာ10လုံး ပြည်ချင်း15ချင်းတို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးကလေးနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ၄ရက်၁၇လ၂၅ရက်နေ့ညနေပိုင်းအချိန်မှာတော့စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်ကမ်းမန်းဒီစခန်းတဝိုက်ကိုတမတော်လုံညွှဲတပတ်ဝင်မြန်ပူးပေါင်းအဖွဲ့ဟာနေမြေရှင်းလင်းတဲ့အခါမှာတော့အကြမ်းဖက်တောင်းရင်သူ၄၀ဦးခန့်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှာ အကြံဖတ်တောင်းကျင်းသူများဟာအနောက်မြောက်ဘက်ကိုဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့မိမိဘက်ကစစ်သည်နှုတ်ဒဏ်ရာအနည်းငယ်ရရှိကာအကျိုးမြတ်ရလက်နေရာဖြင့်အကြံဖတ်တောင်းကျင်းသူ၃လောင်း MA1 တနက်တလက် G အိမ်တစ်ခု G 15ရောင်းလက်လုတ်တိုင်ပိုင်း၄လုံးလက်လုတ်ရှေ့ရမိုင်း၃လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခမညာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာပိုင်စိုးရေးသားတဲ့မေးချက်နှံချက်နဲ့ရခိုင်တက်တော်ဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ဒီလမိုင်းအတွင်းမှာ DNLA ကတက်မတော်နဲ့အပြစ်ခက်ရစရေးလက်မှတ်ထိုးလိုက်တယ်ဆိုတော့တစင်နှစ်ခွန်ရဲ့အဓိကဇက်ဆောင်မြောက်သုံးကောင်မှာအေအေတစ်ဖွဲ့ဝဲကျန်ပါတော့တယ် ်တန်အလီကရှေ့ဆက်ပြီးအခြေအနေမလှတဲ့စစ်မျက်နှာတွေကိုပိတ်ဖို့ဆုံးဖြတ်လိုက်ရပြီမဲ့တာဘုံညော်တို့ရဲ့စကားရီအရာငញ្ញံကြီးကြောင့်မဟုတ်ပဲအာမတန်လို့မန်ရှော့ထားရတဲ့ပုံစံမျိုးရှိပါတယ်။ဒါကြောင့်ပဲနေရာတိုင်းအပေါက်ဘလဘွားဖြစ်နေတဲ့မိုးကုတ်မိုးမိတ်ကိုလက်လွတ်လိုက်ပြီမဲ့လာရှုကို MNDAA ကပြန်ပေးသလိုမျိုးလွတ်လွတ်ကျွတ်ကျွတ်ပေးတာမဟုတ်ပဲဗရက်တွေနဲ့လှည့်ပြီးတိုက်ပေးခြင်းတဲ့သဘောမျိုးတွေ့ရပါတယ် ီလိုမြောက်နှကောင်အပြစ်ခတ်ရစင်းသွားတဲ့အချိန်မှာဓီရီကြီးကြံခဲ့တဲ့အေကတော့ဘက်ဘက်သွားတာအမှန်ပါပဲဒါကြောင့်တပ်မတော်ကရခိုင်ဘက်ကိုစစ်ကြောင်းတွေမထိုးခင်နေရီစင်ကုန်းလောက်ထိနေဆက်စီးချက်ပြီးဖဖာစုံလုတ်ဖို့အသေးအံစူးစားခဲ့ပြီမဲ့ကံမကောင်းစွာနဲ့ပဲနေရီစင်ကုန်းဟာဗမော်လိုတောင်ခန်းလိုဘလို့မှတိုက်လို့မရပဲအကြအဆုံးတွေများနေခဲ့ပါတယ် အေးအနေနဲ့ရှစ်ခုဒိုးဖို့ကြိုးစားတာမအောင်မြင်သလို နောက်ဖက်မှာလည်းအာစာအာဆိုအဖွဲ့တွေကရခိုင်ပြည်သိမ့်မယ်လို့ဂျင်းဝါပြည်ဘူးတီတောင်ဘက်မှာခဏတိုင်းဝင်၌နီးနေလို့ဂျင်းတဲ့ကြက်တဲ့ရောက်နေပါတယ်။ဒါကြောင့်မင်္ဂလာရဲ့အစိုးရကိုအာစာလိုအဖွဲ့မျိုးတွေနှိမ်နှင်းပေးဖို့တောင်းဆိုနေရတာဖြစ်ပါတယ်။ AA lobby နေရွှေစရာသတင်းဌာနကစာရေးဖက်ရင် AA ရဲ့ဘေးချက်နန်ချက်အနေထားကိုမြင်ရပါလိမ့်မယ်။ အန်မန်ဝဲနဲ့ဂွားမျိုးတွေဟာလည်းရွေးကောက်ပွဲတွေပါနေလို့နေလားညာလားဆိုလိုစိုးရိမ်နေရတဲ့အခြေအနေပါဒီလိုအခြေအနေမျိုးမှာဘင်္ဂလီသတင်းဌာနတွေကလည်းအေအေရဲ့အကြမ်းဖက်မှုတွေကိုဟုတ်တာတွေရော မဟုတ်တာတွေရောမီဒီယာဖန်တီးမှုတွေအင်အားကောင်းကောင်းနဲ့လှုပ်လာတာတွေ့ရပါတယ်ဒီအခြေအနေမျိုးမှာ တမတော်ကလည်းကြီးရလေဘူးပေါင်းစစ်စင်ရေးတည်းအနေနဲ့ဘယ်အချိန်ဝင်တိုးမလဲဆိုတာကိုနိုင်ငံရေးလေ့လာသူတွေကစောင့်ကြည့်နေတာပါ KNU ဌာနချုပ်တွေအထိဝင်နေပြီး KIA လိုင်းစာကိုတီးမိခေါင်းမိဖြစ်နေပါပြီ TNL နန့်ဆန်ကိုနတ်မတူတော့လေရင်ဝဝဲပြနေတဲ့အနေထားမှာအပြစ်ခက်ရစရေးထက်တောင်းကျန်းသူအမြင့်ပြည့်ရေးခြေမုံရေးအထိကို တွေးထားကြပြီဖြစ်လို့ အခုဒီ DNA နဲ့အပြစ်ခက်ရယ်ဆဲလိုက်တာကိုဘဝင်မကြတဲ့လူတွေလည်းရှိနေတာမို့လို့အေးအေးကိုလည်းတက်မတော်ကဘလို့လမ်းကြောင်းနဲ့ကျုံသွင်းဆွဲခေါ်သွားမလဲဆိုတာစိတ်ဝင်စားစမှာတယ်ရှစ်ဒေါ်လာကနောက်ဆုံးဘူးလည်းမလွယ်တဲ့ထုံးမြက်နိုင်အဖို့မဖြစ်နိုင်တဲ့ရခိုင်နိုင်ငံတော်အိမ်မက်ကိုဆက်မပြီးရခိုင်တမျိုးလုံးကိုဆွဲချမလားအမြင်မှန်ရပြီတက်မတော်နဲ့ဆွေးနွေးမလားဆိုတာကတော့ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာအောင်နိုင်သူဇွဲကမေရေးသားတဲ့သဘာဝလွန်ဒီမိုကရေစီဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာနယူးယောက်မြို့တော်ဝန်ဆိုရမန်ဒါနီရဲ့အောင်မြင်မှုကြွေးကြော်သံကိုကြည့်လိုက်ရပါတယ်ယုံကြည်မှုလွန်ကဲပြီးတော့သူ့ကိုယ်သူစကြဝဠာမင်းလို့တောင်ထင်နေပုံရပါတယ် တမရကိုရောအမေရိကန်ကိုသစ္စာဖောက်တဲ့ထရန့်အမေရိကန်ကိုလေပြားပြီးအမျက်ထုတ်တဲ့ထရန့်စသဖြင့်ထုတ်ပြောလာပါတယ်။စဉ်းစားမရတာကအမေရိကန်ဒီမိုကရေစီ အမေရိကန်ဂျေဦးကတမရကိုအဲ့ဒီစော်ကားခွင့်ပေးထားသလားဆိုတာပါ။တကယ်ဆိုရင်အမေရိကန်တမရဆိုတာတကမ္ဘာလုံးကလေးစားခံညာကြရတဲ့ပုံကူပါ။ အခုတော့သူတို့မျိုးတော်ဝင်ကပဲစော်ကပြန်လိုက်တာမို့အမေရိကန်ရဲ့ပုံရိပ်ထိခိုက်တာတော့အမှန်ပါပဲ။ဘာကအပေကိုစော်ကားခွင့်ရှိနေတဲ့အမေရိကန်ဒီမိုကရေစီကြောင့်ပဲအချို့နိုင်ငံတွေမှာကိုယ်နိုင်ငံကိုယ်ယဉ်ကျေးမှုနဲ့ကန့်ညီတဲ့ဒီမိုကရေစီစနစ်ကျင့်သုံးကြတာဖြစ်ပါလိမ့်မယ်။ဥပမာမြန်မာမှာဆိုရင် စစ်မှန်စည်းကမ်းပြေးွားတဲ့ဒီမိုကရေစီစနစ်ကျင့်သုံးမယ်ဆိုပြီးခြေဥ်မှာပြဋ္ဌာန်းထားတာတွေ့ရပါတယ်။မှတ်မိသေးတယ်။ ဥပမဗရမတတံသမရအယွေခံတော့လူငယ်တွေစီကမဲရဖို့အတွက်သူသမရဖြစ်ရင်ကိုုံဖြတ်ချခွင့်တရားဝင် ခွင့်ပြုဖို့လက်မှတ်ထိုးပေးမယ်ဆိုပြီးမဲဆွယ်စီယုံခဲ့ပါတယ်တဖန်သူပြိုင်မဲ့သမရလောင်းဂျွမ်မကိန်းနဲ့ဒုသမရလောင်းစာရာပင်လင်းတို့ကဒါခရိယံဘာသာအရလက်ခံလို့မရလို့သူတို့ကလက်မခံတဲ့အကြောင်းပြောပြီးမဲဆွယ်ပါတယ်ဒါရင်မကသေးပါဘူးဒုသမရလောင်း ပရာပင်လင်းဟာသူတို့ဂရိတီအောင်လို့ဆိုပြီးတော့သူသမီးကဘယ်သူနဲ့ရာထမ်းမှမသိတဲ့ကိုဝန်ဆောင်ထမ်းရတာကိုဖျက်ချခွင့်မပေးဘဲမွေးစီခဲ့ပါတယ်။တကယ်လဲရလန့်ထွက်လာရုံကိုဝန်ဖျက်ချခွင့်ပြုမယ်ဆိုတဲ့အိုဘမားတို့အုပ်စုကနိုင်သွားပြီးဂရိအတိုင်းအဲ့ဒီဥပဒေကိုလက်မှတ်ထိုးပေးခဲ့ရတယ် အခုလဲမြို့တော်အသစ်ကသမရကိုစိန်ခေါ်စော်ကန်းနေတာကိုဘာမှ လုံမရ၊ဂိုင်မရဖြစ်နေတာကို ကြည့်ရင် အမေရိကန်ဒီမိုကရေစီကသဘောဝလွန်ဒီမိုကရေစီများ ဖြစ်နေပြီလို့စဉ်းစားစရာ ဖြစ်မိပါတယ်။အကောင်းဆုံးကတော့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ယဉ်ကျေးမှုနဲ့ကန့်ညီတဲ့ဒီမိုကရေစီစနစ်ကသာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ယူဆမိပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကရှန်ရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာမြေဥတော်လိုင်းရဲ့အကြောင်းပြုပြီးစီရီယံလုံးကြရတဲ့အထက်မှာ ရုပ်အပေါင်းဆုံးနဲ့အပယ်ဆုံးအဖွဲ့အစည်းကတော့ဈေးလောကလို့ပြောလို့ရပါတယ်အဲ့ဒီကာလကတိုက်တိုက်ဆိုင်ဆိုင်ကိုဗစ်ဒုတိယလိုင်းအပြီးတတိယလိုင်းကို အစာပြိုးနေခြင်းနဲ့ဖြစ်ပါတယ်ကိုဗစ်ဒုတိယလိုင်းမှာ ကိုဗစ်ကြောင့်အောက်ဆီဂျင်တွေရှာမရလူတွေဘလောက်တောက်တောက်လဲတည်ကြတယ်လဲဆိုတာကိုတွေ့ကြုံခဲ့ရင်တော့သိကြမှာပါရန်ကုန်ကရေဝဲတုံ့တမ်းမှာထော်လာဂျင်နဲ့တောင်အလောင်းတွေတိုက်ပွဲရသလိုမိသူကျဆက်တောင်အရေးပေါ်အရေးအတွက်တိုးပြီးဆောက်ခဲရတာကိုကြည်ရင်ပြည်သူတွေဘလောက်ဒုက္ခများတယ်လဲဆိုတာချင့်ချင်းကြည့်လို့ရပါတယ် အယက်ဘက်ကဇန်ဝင်နဲ့ဂျမ်းမာယင်ဝင်နဲ့အများစု၃ဂျိုးတချိုးလောက်စီရီယန် လုံသွားတော့အဲ့ဒီကာလမှာအခက်အခဲဆုံးနဲ့အပင်ပန်းဆုံးကတော့တမရော်ရဲ့ green တထောင်က ဆေးဝန်တန်းတွေပါသူတို့မှာစနေတလင်းကလေးဆိုတာမရှိလောက်တဲ့အထိစစ်ဘက်အယက်ဘက်လူနာတွေကို နေမနာညံမအားကုသပေးခဲ့လိုက်ရပါတယ်ဒါတောင်စီဂျော်ယစ်ခန်းတွေမှာအရက်ဘက်ပြည်သူတွေအတွက်တမရော်ရိတ်ခါရိတ်နဲ့ကွာရန်တင်းတောင်းယူပေးခဲ့တာတွေမပါသေးပါဘူး တောင်ပေါ်ဒေသနာဂမာယောဂါရီဖြစ်တော့တမတော်ကဆောင်းတွေဥဆောင်သွားခဲ့ကြသလို ဖောင်ကြီးမှာကိုဗစ်ယောဂါကုသဖို့ဗောလန်တီးယားတွေထုတ်တော်လဲတမတော်ကဆောင်းတွေအသုံးလိုက်သွားခဲ့ကြပါတယ်စေတကတော်ဘွယ်နင်းသဘင်ခမ်းမမှာကဘာတလွားကထင်ရှားကျော်ကြတဲ့တမဟူရတွေကိုတက်တည်ဖြူပြီးကိလာနာနဲ့လူမျိုးဘာသာမရွေးစေကုသပေးပါမယ်လို့တစ္ဆာဆိုထားကြတဲ့မောင်တွေကဆေးုံဘော်ကလူနာတွေကိုပြစ် စီရီယန်တွေလုတ်ပြီးအပြင်ဆေးရုံဆေးခန်းတွေမှာဆေးတွေခိုးပြီးကုသကြပါတဲ့မရှက်တတ်ပုံများပြောပါတယ်ယုံကြည်ချက်ကြောင့်ဆေးလောကကိုလုံလုံကြောခိုင်းလိုက်ရင်လည်းတမျိုးပါ အရင်တုန်းကရရတောက်စီရီယန်တွေလုတ်ပြီးအခုကျမှနောက်ဖေးပေါက်ကနေပြန်ဝင်ဖို့ကြိုးစားနေတဲ့အပေါ်မှာအစိုးရကပြန်ထိန်ချုပ်တာကိုဘာလို့ဆက်ဆက်ထိနာနေကြလဲမတွေးတတ်တော့ပါဘူးဒါတောင် ကြီးကောင်းကြီးမားတဲ့စီရီယံလုတ်ခဲ့ပြီးအခုကြတော့ရှက်ကြောပြက်ပြီးတစ်ဖက်လည်းနဲ့ယာရူးကြီးကြီးယူထားကြတဲ့သူတွေလည်းရှိပါသေးတယ်။ဒီအခင်းချင်းမှာရွေးကောက်ပွဲကပရမတ်ဖြစ်ခဲ့ရင် နောင်တမတော်မျိုးဆက်တွေကိုလည်းဖိအားများလို့နာတာအပြန်စုဖို့နာတာဆိုတဲ့အီအိုတယုတ်ကိုကွဲကွဲပြားပြားတီးပြီးအချိန်မီပြင်ဆင်တဲ့နာတွေပြင်ဆင်နေဖို့အရေးကြီးတာကိုသတိပေးလိုပါတယ်။ အမြဲတမ်းရေးခဲ့ဘူးသလိုပါပဲ EO တွေမှာသာပြည်တော်စုစိတ်တဲ့ရှိရင်စစ်ဘင်ဝါရကင်းရင်ဖရယ်စနစ်ကိုသာတကယ်ယုံကြည်ရင် NCA ကိုသာတကယ်လေးစားရင်2019လောက်က ကုန်းချမ်းကိုဝင်တိုက်ခဲ့တဲ့ကိုကန့်ဖြစ်စဉ်တွေ KIA ကဗမော်ကို အမုံခြေတဲ့အပြင်မန်စီနဲ့နန့်ခန့်ကိုပါကျူးကျော်ခဲ့တဲ့ဖြစ်စဉ်တွေ NCA လက်မှတ်ထိုးထားပြီးထိုင်းမြန်မာနယ်စပ်ကဒက်စကန်တွေကိုတိုက်ခိုက်ပြီးကော်တူလေးပြည်နယ်ဆိုပြီး KNU ကပြောလာတာတွေပလောင်ကပလောင်နေရမနေပဲမိုးကုတ်မိုးမိတ်နောင်ချိုတီဘော့အထိဆင်းလာတာတွေဒါတွေဖြစ်เสียရှိလာမှာမဟုတ်ပါဘူးဒီလက်နက်ကင်တွေကို NCA အောက်ကနေ DDR SSR မလုံနိုင်သမျှအခုလိုမျိုးကျင်ရတဲ့ဖြစ်ရတွေကိုလည်းမဖြစ်လာနိုင်ဘူးလို့အာမခံလို့မရပြန်ပါဘူး တချို့အပြည့်ရက်တွေကစိတ်ရင်းအစစ်အမှန်နဲ့ငြိမ်းချမ်းရေးလိုချင်ကြလို့ရက်ကြတာမှမဟုတ်တာပဲຫນွေဥတော်လန်ရေးကအောင်နိုင်သလားလို့မေးတဲ့အခါ노ပါလို့တခွန်းနဲ့ဖြည့်ပစ်ခဲ့ပါတယ်ဒါကသူတို့ပြောတဲ့ຫນွေဥတော်လန်ရေးအစကတည်းကဒီဇိုင်းမမဲ့ပြောခဲ့တဲ့သကလုံးဖြစ်သလိုအာစီအဆက်ကမှတ်ချက်ပေးချိန်မှာလဲရဲရဲကြီးထောက်ခံခဲ့ဘူးပါတယ် အကြောင်းကားတော့ဆိုရှယ်မီဒီယာမထွန်းကားခင်မှာ BBC ရဲ့ရုံမှမှုတွေကြောင့်လူလူရဲ့စိတ်ကိုသတင်းမှတွေနဲ့အစိတ်ခတ်ခဲ့ဘူးတာကိုကြုံခဲ့ရသလိုအယူဝါဒကြောင့်လက်နက်ကန်ရပါတယ်ဆိုတော့ ABDF တို့လိုတော်တွင်အကြမ်းဖက်လူသတ်မှုဖြစ်စဉ်တွေကလည်းခုထိမှတ်တမ်းမပြောက်တဲ့ယုံမုံစရာတွေအဖြစ်ရှိနေခဲ့ပါတယ်တော်လန်ရေးရတနက်ကင်တိုင်းအောင်ညိုးမှရင်မိုးသီးစွန်တို့ထွန်းအောင်ကြော်တို့ဘယ်ပြေးနေစီရလိုပါမလဲ။ တရိမမန်နဲ့ဒေါ်လန်ရေးအား80ရှိလဲ80ရှိမှု2021လဲ2021မှုဘယ်တော့ငါများပွဲခံနိုင်တာရှိခဲ့လို့လဲဒါကြောင့်လဲနွေဦးဒေါ်လန်ရေးအဆက်မှာလက်နက်ကိုင်းလမ်းစဉ်ရရွေးချယ်စရာကိစ္စတခုမဟုတ်ဘူးဆိုတာကိုခိုင်ခိုင်မာမာပြောခဲ့ပါတယ်ဒါပေမဲ့ပေါ်ဦးရိုလိုလှုပ်ရှားနိုင်ငံရေးသမားတွေနဲ့အသည့်အဆန်းတွေကိုခုံမင်းဆန်းသစ်ခြင်းတဲ့မျိုးဆက်သစ်တွေကြားမှာ ကြည်ဆက်တွေက အပေးဆက်ခံတဲ့ဒစိမျိုးစုံအကက်ခံရတဲ့ဘဝရောက်ခဲ့ရပါတယ်။တော်လန်ကြီးအကြောင်းပြပြီးလက်နက်တွေကင်လာကြတဲ့အခါအာနာဆိုတဲ့အထီးအတွင်းမှာယင်မှုလာကြတယ်။လူသားမှုနဲ့မရိမှုတွေကိုစစ်အာဏာရှင်တော်လန်နေတာပါဆိုတဲ့ခေါင်းစဉ်တဲ့သွသွင်းပြီးပျော်ပျော်ပါပါကြီးကျူးလွန်နေခဲ့ကြတယ်။အညာဒူးပိုင်းကနေ့စဉ်3000လောက်ရနေတဲ့ဖြစ်စဉ်တွေ အလောင်းတော်ကသမဂျိုဝိုင်းတက်ကသစ်တွေကိုစိတ်ကြိုက်ခိုးထုတ်နေခဲ့ကြတဲ့ဒေသတွင်အခြေပြုလက်နက်ကင်တပ်ဖွဲ့တွေရဲ့လုံရက်တွေချင်းတွင်မြေတကျောမှာစစ်ကြေးအထိုင်ဂိတ်တွေဖွင့်ပြီးတာယာနေကြတဲ့ဗရက်တွေမရီယာရှူရင်းတွေကနေ20ရာခိုင်နှုန်းအန်ယူဂျီကိုသွင်းပြီးတေဇာဆန်းတဲ့စူဒူရာဇော်တို့ရနေတဲ့လန့်စင်ခွဲရန်ကြအခွန်စစ်ကြေးတွေစသဖြင့်ဒီလိုအကျိုးစီးပွားတွေကနေပဲຫນွေဦးတော်လန်ရေးကလမ်းလွဲခဲ့တာလို့ဆိုလို့ရပါတယ် အလူငွေပြန်ကြလို့ရှင်းရခတ်တဲ့လော်ဘီပြဿနာတွေမြေပြင်မှာဥဆောင်မှုမရှိတဲ့အဝေးကနေဇွန်မီတင်တရင်ညွန်ကြားနေတဲ့အောင်ကြီးညွန့်တို့ရဲ့လောက်ရက်တွေဒေသခံဗရတ်တွေကိုတော့ MOD နဲ့မထက်နိုင်လို့ KIA နဲ့ DNL ကိုဘောမရတဲ့ဇော်ဝေဆိုးရဲ့အပြုတ်မှုတွေကြားမှာဘဲတိုက်ပွဲတွေကဒီတော်လန်ကြီးကို အောင်မြင်စေမှာတယ်လေ အီအိုတွေကိုမေတ္တာရက်ခံတယ်ဆိုတဲ့စာလေးဖတ်ရပါတယ်တမ်ဘရွန်နဲ့အပြည့်ရဲ့ဇွန်းတွေတဲ့အကနိုင်ငံကြီးအကျဉ်းသားနဲ့စစ်သုံးပန်းတွေလဲဖို့တောင်းဆိုပေးကြပါဆိုပဲသဘောကတော့နိုင်ငံကြီးအကျဉ်းသားတွေလှုပ်ပေးမှစစ်သုံးပန်းတွေလှုပ်ပေးပါမယ်ဆိုတဲ့သဘောဒီကောင်တွေမှာခေါင်းမရှိလို့အခုလိုအခြေအနေမျိုးဖြစ်နေတာလဲအခုထိသဘောမပေါက်နိုင်ရှာသေးပါလားလို့တွေးမိပါတယ်ဘောကျုံစုံမင်းတို့ပြောမှုတာရှိပါတယ် စစ်သုံးပန်းနဲ့ပတ်သက်ပြီးအကြမ်းဖက်တွေနဲ့အပေးယူလုပ်ဖို့မရှိဘူးဆိုတာကတစ်ချက်ဒုတိယတစ်ချက်ကနိုင်ငံရေးအကျဉ်းသားဆိုတာကအကြမ်းဖက်စူပမှုတွေလုပ်ပြီးမှအကက်ခံရတဲ့ဒစိမ့်ဒါက EO တွေလက်နက်ကင်ကြတဲ့သဘောတရားနဲ့မတူပါဘူးအခု CMPH မှာပါတဲ့အလယ်ဒီရဲ့လွတ်တော်ကိုယ်စားလှယ်တွေဟာမဲအငင်းပွားမှုကိုအစစ်စစ်ခံရသေးသူတွေမဟုတ်ပါဘူး။တနည်းအားဖြင့်ကြမ်းကြိမ်ထားပြီးသူတွေမဟုတ်ဘူး။ ပူဆိုးတာကအကျန်းဖက်လူသက်ဖို့လက်နက်တွေနဲ့အတူမိတာပါရန်ကုန်မှာဖောက်ခွဲရေးလုပ်ဖို့ UG နဲ့နေရင်ဖမ်းမိတာတွေကနိုင်ငံရေးအကျဉ်းသားခေါင်းစဉ်အောက်ဝင်မရပါဘူးဒါတွေကယာစုံမှုတွေ ဖြစ်ပါတယ်လက်ရှိ NLD ရဲ့ဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်တို့ကလည်းဒီသဘောတရားပါတိုင်းမှာသက်စင်ညီမရင်လက်ဆံကိစ္စမှာအနာလွဲသုံးစားလုပ်ပါတယ်ဆိုတော့ပြစ်မှုလေးကနေဝရံပြေဖြစ်နေရပါပြီ။ ိုရီးယားသမ္မတဆိုရင်လည်းအဂရီမှုနဲ့ဒေါန်တန်ပြင်သစ်သမ္မတဆိုရင်လည်းအဂရီမှုပါပဲဆိုတော့နိုင်ငံကမှရာဇဝမှုတွေကရာဇဝမှုတတ်တတ်ပါကုလသမဂ္ဂမှနာမည်မပြောင်းရသေးလို့ပါဆိုပြီးကလေးကလားအထာတွေစကနိုင်လူပြောနေစီရအကြောင်းမရှိပါဘူးမောင်ဝိစီကတမျိုးဖြိုးမင်းသိန်းစီကတဘုံနောက်ဖောင်တွင်းချင်းအမိခံပြီးအလွဲသုံးစားလှုပ်ထားတဲ့မြေယာကိစ္စတွေဒီလို အင်္ဂရိရာဇဝမှုတွေကိုနိုင်ငံရေးအကျဉ်းသားတစ်စိတ်ကတ်ခွင့်မရှိပါဘူး။ဘယ်နိုင်ငံရဲ့တရားစီရင်ရေးမှလည်းခွင့်မပြုပါဘူး။အင်္ဂရိမှုကြောင့်ထောင်ကျနေသူကိုကျန်းမာရေးစိုးရိမ်လို့လွတ်ပေးပါဆိုတာမျိုးက တရားရေးအပြင်ဒီနိုင်ငံရဲ့အချုပ်အခြာကိုပါ ပေါ်တင်ချိုးဖောက်စိန်ခေါ်တာလို့ပြောလို့ရပါတယ်။နောက်ဆုံးအချက်ကပိုအရေးကြီးပါတယ်။ EU ရဲ့လက်နက်ကိုင်းအကြမ်းဖက်မှုတွေကတပြည်လုံးအတိုင်းအတာကိုကိုယ်စားမပြုတ်ပါဘူး ချင်းလက်နက်ကိုင်တပ်ဖွဲ့ဟာချင်းပြည်နယ်ရဲ့ဒစိတဒေသပါပလောင်ကလည်းပလောင်ဒေသရဲ့ဒစိတဒေသပါပဲမိုးကုတ်လိုမျိုးအကျိုးစီးပွားအရာစစ်နိုင်ချိန်မှာသိမ်းပိုက်တာမျိုးအချို့ရှီကောင်းရှိနေနိုင်ပေမဲ့ LRD အမတ်တွေအာဏာပြန်ရဖို့အတွက်စစ်တိုက်နေကြတာမဟုတ်ပါဘူးဂွမ်မော်တို့တန်ဖုံးကျော်တို့ကိုအားကိုးတာလဲအားကိုးဖို့ကလန်ဒေသံကိုလည်းကွဲကွဲပြားပြားသိအောင်အရင်လှုပ်ကြဖို့ဒါကိုမသိကြပဲလဲ လာရှိုးနောင်ချိုကြောင်မင်းနဲ့မိုးကုတ်တိုက်ပွဲတွေမှာဗရက်တွေရဲ့အသက်သွေးချွေးတွေဘလောက်ပေးဆက်ခဲ့ရပြီးပြီလဲအန်လန်ဒီလက်ထက်မှာဒေါ်စုတို့မှွေသွားတာတွေအများကြီးပါအဓိကသိတာတဲ့အကြံကနိုင်ငံတော်ရဲ့မူဝါဒချမှတ်တဲ့နေရာမှာနိုင်ငံသားအကြံပေးတွေခန့်အပ်ခဲ့တာကအဓိကပြဿနာလို့ပြောလို့ရပါတယ်အထူးသဖြင့်ဂျော့ဆိုရာအကူညီနဲ့နှိမ့်ဆက်မှုရှိတဲ့ရှောင်းတန်တွေကိုမြန်မာနိုင်ငံ စီးပွားရေးမှာ အကြံပေးဆိုပြီးခန့်အပ်ခဲ့တာကနေနိုင်ငံရေးပြဿနာတွေပေါ်ပေါက်လာဖို့လမ်းစဖြစ်ခဲ့ပါတယ်။အန်လရီကရှောင်းတန်နေကိုနိုင်ငံရဲ့ဇီဝရေးအကြံပေးခန့်ပြီးမဲ့အနောက်နိုင်ငံရဲ့ guideline အတိုင်းလုပ်ရတဲ့ရှောင်းတန်နေကတရုတ်ထိန်းချုပ်ရေးဆိုတဲ့မူဝါဒကိုပဲဦးစားပေးလုပ်ခဲ့တယ်။ဒီတော့မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ယင်းဒီမျိုးနွယ်မှုတွေမပြတ်ပြတ်အောင်လိုက်ဖြတ်တယ် အပေါ်ရန်သုံးလုံးကတော့ကျွေးနွန် ထောင်ချောက်မမိအောင်လို့စကားလုံးလှလှသုံးထားပါတယ်တကယ်တော့မြန်မာနိုင်ငံရဲ့ဘီပရင်းနှီးမြှုပ်နှံမှုဂိမ်းကနန်းတွေကိုတိတိကျကျခြာရေးရင်အမေရိကန်ရဲ့ investment ကဘာမှရှိတာမဟုတ်ပါဘူးအဓိကကတရုတ်အကျိုးစီးပွားကိုပဲထိန်းချုပ်ဖို့ရည်ရွယ်ခဲ့တာပါ liberal စံနှုန်းတွေကိုတပြေးပြေးဦးစားပေးလာခဲ့တဲ့အန်လရီယာဘုရားဘာသာ80ရာခိုင်နှုန်းကျော်ရှိတဲ့ဒီနိုင်ငံကို ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုပြီးတပြေးညီတဲ့ကျန်းဥတိုက်လှုပ်သွားခဲ့ပါတယ်ဘေဘီလုံကအချမ်းသာဆုံးပုဂ္ဂိုလ်များရေးခဲ့တဲ့ဆရာသမားကလည်းသတင်းစာဒိတ်ကဘုရားဘာသာဆုံးမတွေဖြုတ်သွားခဲ့သလိုမြို့ကြီးစိတ်ကဒီဘက်ခင်မှာအလုံးမဖြစ်တော်ဘူးဆိုပြီးပြောခဲ့တာလေအန်လေဒီကပုဂ္ဂိုလ်တွေပါဘုံတော်ကြီးကျောင်းပညာရေးစနစ်နဲ့ယင်ပါခဲ့တဲ့ပညာရေးစနစ်ကိုလက်လျူရှုပြီးမဘာသာကိုအဆုံးထိပါဖြတ်သိမ်းဖို့ကြိုးစားခဲ့တယ် ဘင်္ဂလီတွေကိုနိုင်ငံသားအဖြစ်ပေးနိုင်ဖို့ကိုဗီအနန်ကိုကော်မရှင်ဥက္ကဋ္ဌရာထူးပေးခဲ့သလို82ခု နိုင်ငံသားဥပဒေကိုလက်တလုံးချလုံနိုင်ဖို့2019ခုနှစ်မှာကလေးတငယ်ကာကွယ်ရေးဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းခဲ့တယ်။အဲ့ဒီပြင်ဆင်လိုက်တဲ့ဥပဒေမှာနိုင်ငံတော်အတွင်းမွေးဖွားသည့်ကလေးတငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲအခမဲ့မှတ်ပုံတင်ခွင့်ရှိသည့်စကလုံးမျိုးနဲ့အစားထိုးပြင်ဆင်ခဲ့တယ်။ ရေရန်သည်ဖွင့်တဲ့ဓမ္မစကူယဉ်ကျေးလိမ်မှာသင်တန်းတွေကိုကလေးတွေမတက်နိုင်ဖို့ရည်ရွယ်ပြီးကျောင်းဖွင့်ရက်ကို extension တိုးခဲ့တာမျိုးလုပ်ခဲ့တယ်။ဒါနဲ့ပတ်သက်ပြီး LRD ရဲ့ဝန်ကြီးတစ်ပါးကမိဘတွေအလုံများများ လုံနိုင်ဖို့ဆိုပြီးအကြောင်းပြခဲ့တယ်။တခါမန်တိုင်းဝန်ကြီးဒေါက်တာဇော်မြင့်မောင်ကလည်းပြည်ဦးတွေရဲ့ကျောင်းဖွင့်ပွဲတစ်ခုမှာဇာတိမန်တချင်းနဲ့ပတ်သက်ပြီးဝေဖန်တဲ့စကားလုံးတွေထွက်ခဲ့ဘူးပါတယ်။ အမျိုးသားအကျိုးစီးပွားကိုအခြေခံကြတဲ့နိုင်ငံတိုင်းမှာဒီမိုကရေစီနဲ့လစ်ဘရယ်စံနှုန်းတွေကိုဘယ်နိုင်ငံကအတိအကျလိုက်နာနိုင်တာရှိလို့လဲတိတ်မကြခင်တုန်းကလူမှုကွန်ရက်ပေါ်မှာဆရာဆရာမတွေကအခါချင်းငွေနဲ့စာသင်တာ ဖြစ်လို့အပြန်အလှန်အားဖြင့်ကျေးဇူးမရှိဘူးလို့ဆိုတဲ့ပြောစကားလဲတွေးလိုက်မိပါတယ် ဆရာဆရာမတွေကိုအနန္တဂိုင်းဝင်ဂျေဇုရှင်လို့တစ်သလုံးသတ်မှတ်ယူသေးလာခဲ့ကြတဲ့ကိုတွေအတွက်ဒီစကလုံးတွေကိုကြားရတာနဲ့နာမချမ်းသာစရာပါဆရာဆရာမတွေနဲ့စကားပြောရင်လက်ပိုက်ပြောရတာလူကြီးသူမရှေ့ဖြတ်ရှောက်ရင်ခါညော့ကိုင်းပြီးတော့သွားရတာဒါတွေကလူမရေးကျုံးတွေပါအခုလဲပူပူနွေးနွေးစင်မြင့်တက်ကနေမကြောင်းမနာတာစကားတွေပြောထွက်လာကြတာ အောက်ကလူငယ်တို့ကလည်းသဘောကျတဲ့အပြုအမူတွေမြင်တွေ့ရတာ အနာဂတ်အတွက်ဘူလောင်စရာကောင်းလာပါတယ်အဓိကကတော့နိုင်ငံတစ်ခုကိုအုပ်ချုပ်ရတဲ့သူတွေရဲ့ဘူဝါဒတွေမမှန်ရင်တန်းစဉ်မျိုးဆက်အထိပြင်စည်းဖို့လွယ်ကူနိုင်တာကိုသတိပြုကြဖို့ပါဒီလိုပြောလို့ခေတ်လူငယ်တွေကိုဒိန်းချုပ်ခိုင်းတာမဟုတ်ပါဘူးယဉ်ကျေးမှုတွေမပြောက်ပြက်အောင်ဒိန်းသိရင်လူမှုအတိုင်းအဝိုင်းကြပါဟီရီအော်ဒါပါအချက်အကျောက်တရားစိမ့်နဲ့ဖြတ်ကျော်ကြပါလို့ ိုက်တွန်းခြင်းပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။